မဖုန်းလာတာပေါ့နော်ဟိုဟာတယ်ဟိုတမိတဲ့ဥမန်ကျော်ရဲ့တမိလာတယ်ဆိုတော့အမကလည်းဟုတ်ကဲ့ပါပြောပါဆိုအသက်ကြီးကြီးအတမ်းပဲတန်းအတော့ဘာပြောလဲဆိုတော့ဟိုခီးဥမန်ကျော်ကိုဆုံးသွားတာတဲ့သူနိုင်ငံခြားမှာမသိလိုက်ဘူးပေါ့နော်အခုမှပြန်ရောက်တာတဲ့ဆိုပြီးတော့ဟုတ်ကဲ့ပြောပါလို့ဘာပြောချင်လို့လဲဆိုတော့အဖေရဲ့သူ့အိမ်မက်ပေးလို့တဲ့ဟိုသင်္ကန်းစီးပေါ့နော် မင်းသင်ကန်းစီမယ်ဆိုတဲ့သင်ကန်းစီမယ်ဆိုရင်ဟိုပရိတ်ခရာနဲ့သင်ကန်းကိုငါလှုပ်မယ်ဆိုပြီးသူကအိမ်မက် တက်မှာဝှက်ပြူစင်ချိန်နဲ့ပတိဆွဲပြီးလာပြောတယ်တဲ့ဆိုတော့ကိုကတော့ကို့အဖေအကြောင်းလာပြောတယ်ဆိုတော့စိတ်ဝင်စားနဲ့တကယ်လို့တကယ်သာဒီအိမ်မက်ပေးရမယ်လဲဆိုရင်ကိုကကိုမိဘတော့ကိုလှုပ်ပြီးမှာပဲလေဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးပါဖေးရဲ့တာသမီးဖြစ်ရတာဘယ်နေရာရောက်မျက်နှာပွင့်ရတယ်ဟာဥမန့်ကျော်ရဲ့သမီးဆိုတာနဲ့တင်ကိုကဘာဟုတ်တော်ရှိမဟုတ်တော်ရှိအဲ့ဒီဂုံနဲ့တင်ကိုကမျက်နှာပွင့်နေရပြီလေကိုချစ်ကြတယ်ခင်ကြတယ်ဖေးမရှိတော့ဘူးအမေတယောက်ပဲကျန်တော့လာဆိုတော့အမေကိုပို့ပြီးတော့ဂယူးဆိုင်ပေးရတာပေါ့ ရတာပေါ်စီစီဆိုအခုလို့ရှိရင်အရင်ဆိုလို့ရှိရင်အဖေဖေမဆုံးခင်တော့ကတော့မမပွဲတပွဲပြန်လာလို့ရှိရင်အာအဖေနဲ့မေကအိမ်ပြန်ရောတမီးစုတွေဘယ်လောက်ရလဲဟိုမှာ250တန်း100တန်းဆိုအဖေနဲ့မေနဲ့ကိုအကုန်လုံးပေးတာမှတစ်ချက်မကျန်ဘာပြောပြောသူတို့ပြောတာပေါ့နော်ကိုတမီးကဒီလိုပွဲရပြန်လာတယ်အမေဆိုအခုပွဲရပြန်လာတမီးအကျိုးလေးတွေမရခဲ့ဘူးလားအာဟိုတစ်ခေါက်ကဆိုလို့ရှိရင်မအကျိုးလေးတွေဒီပဲ1000တန်းလေးတွေ900တန်းလေး200တန်းလေးအားလုံး သုံးသိန်းကျော်လောက်ရှိမှာအကျွေးအသားမင်းကအိမ်ရောက်တော့ရေမော့နဲ့ရေကြရပါတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ကိုချစ်လို့အားပေးလို့သူချတဲ့ပတ်စံ50တရားစာတက်မိုးထားပါရဲ့အမ်ဒါကမမငငယ်လေးတရားပေါ့နော်ဟိုဒီ16 19အလုံးစပြီးလောက်တဲ့တရားမိဘကိုကျေးဇူးပြုကျင်တဲ့စိတ်ကအရန်ပြင်းပြတော့ကိုရတဲ့ပတ်စံတစ်ချက်50ရာစာတစ်ခုမှမယူမိဘကိုအကုန်ပေးတယ်ပွဲဆိုရဲဆိုပြီးပြန်လာလို့ရှိရင်တကြက်မကြက်အကုန်အပ်တယ်ကိုလိုတလောက်ပဲကိုတောင်းတုံးနေပေါ့နော်အဲ့ဒါအခုလေအခုချိန်ကြီးအကျင့်ဖြစ်နေတာဖေမရှိတော့အခုအမေတယောက်ပဲကျန်တော့လာဆိုတော့အမေကိုပို့ပြီးတော့ ခရူးဆိုင်ပေးကြတာပေါ့အဲအရင်တော့တော့တယောက်တယောက်လူနေကြတာပေါ့အာဖေရဆိုလို့ရှိရင်ကရူးကရော့ပြီဆိုလို့ရှိရင်ဟဲ့ခမရနေဘလောက်ကြောက်ရလဲအာခမရနဲ့အတူတူပါပဲမပေါ်ပါဘူးကျမအာအဖေကိုတသိန်းဆိုရင်အမေကိုလည်းတသိန်းအဖေကို9000ဆိုရင်အမေလည်း9000အခုကတော့အဖေမရှိတော့ဘူးဆိုတော့အမေကိုပဲပုံပြီးတော့ပို့ပြီးတော့ပေးရတာပေါ့အမမကအကုန်မလိုတာမအနုပညာလိုတာဆိုတော့ကိုလိုအပ်တာလေးပဲဝယ်တယ်ရသမျှကမလက်ထဲမှာမထားဘူးအကုန်ပေးတယ်ပြီးပါဘူးပဲအကုန်အပ်တာ ဘလောက်ရေပဲဝါရေတော့မရှိဘူးရသမျှအကုန်ပေးတယ်အမ်ပြန်တွဲကြည့်တာဆိုတော့အဲ့လိုပြန်တွဲကြည့်မယ်တစ်ခါတလေတော့တွက်ဖူးပါရဲ့တော်မှာဆိုအမဒီလာဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်တည်းနှစ်တည်းဒီဇိုင်းဒီနှစ်ပွဲစီပွဲကြီးလေးတွေပို့ပြီးစိတ်တယ်ပေါ့နော်တခြားရကြအမဟိုလောက်ရှိမယ်အခုဆိုရင်အမေကိုပေးနိုင်တာ150 200လောက်တော့ရှိလောက်အဲဒါမဲ့ကိုကလည်းအမေကိုဘယ်လိုပြောမလဲအကုန်ပေးတယ်ဆိုရင်လည်းနည်းနည်းကိုအခုအိမ်မှာအဖေကမရှိတော့ဘူးဆိုတော့ကိုပဲစီးပွားရှာတယ်အမေနဲ့ကိုနဲ့ဒီသားမိနှစ်ယောက်ပဲဖြစ်ရတော့ကိုကလည်းနည်းနည်းထိမ့်သိမ့်ပေးတာပေါ့နော်အမေဒါတော့တရားတူတူသုံး သူ့ကိုလည်းအဲ့လိုမျိုးလူပြောမယ်ဗက်ဆန်လက်ထက်မှာရှိရင်သုံးပြီးပါဆိုလို့ချင်းချိန်ပြီးတော့အမေကိုလည်းအက်တယ်အဲကန္နာလေးတွေခွဲထားတာပေါ့ပါလေးပါလေးအဲ့လိုမျိုးလေးအမေကဒီသမီးလေးတယောက်ကိုပဲအခုချင်းမွားဖြစ်နေတယ်အဲချင်းလေးတွေလည်းထွက်ဖို့ရှိတယ်အခုကမမအပြင်ဒီပွဲရသည်ဆိုတော့အပြင် live diet ဆိုတဲ့ပွဲလေးတွေပဲများတယ်ပြီးတော့တချင်းအစ်တလေးလည်းအဖေအမေအဖေမဆုံးခင်ကရေးထားတဲ့တချင်းလေးဆိုလည်းအခုအတီးရပြီပေါ့နော်အဆိုးကတော့မဆိုးရသေးဘူး အဲ့ဒါချင်းလေးတွေအစ်စ်၄၅ဘုလောက်အမအတန်သွင်းမှုရှိတယ်အဲ့ဒါလည်းနည်းနည်းဒီပွဲလေးတွေပါမှပဲသွင်းပြမှာပေါ့နော်အပြည့်အချင်း MV လေးလည်းရိုက်ဖို့လက်ခံတာလေးရှိတယ်။အများကြီးပေးသက်တွေကိုချပြကြရတော့အများကြီးရှိသေးတယ်ပေါ့နော်။အင်းအဖေကလေအခုဆုံးသွားပြီးတဲ့မမလည်းအုတ်တနေ့ကအမေကိုပြောပြတယ်။အမေလို့အဖေကဆုံးသွားပြီးတဲ့တမီးတို့စိတ်ချသွားလားမသိဘူးလို့။လုံးဝအရေးရောင်တော့မသိဘူး။အိမ်မက်လည်းမပေးဘူး။အဲ့လိုမျိုး။အမေဟိုတလုံးကတော့လူလိန်လူညာလားမသိပါဘူး။ဒါတိုက်ဆိုင်လို့ပြောပြလဲအမေဟိုအမဖုန်းလာတာပေါ့နော်။ ွားတယ်ဦးတမိတဲ့ဦးမန့်ကျော်ရဲ့တမိလာတယ်ဆိုတော့အမကလည်းဟုတ်ကဲ့ပါပြောပါတော့အသက်ကြီးကြီးအတန်ပဲတန်းအတော့ဘာပြောလဲဆိုတော့ဟိုခင်းဦးမန့်ကျော်ကိုဆုံးသွားတာတဲ့သူနိုင်ငံခြားမှာမသိလိုက်ဘူးပေါ့နော်အခုမှပြန်ရောက်တာတဲ့ဆိုပြီးတော့ဟုတ်ကဲ့ပြောပါလို့ဘာပြောချင်လို့လဲဆိုတော့အဖေရဲ့သူ့အိမ်မက်ပေးလို့တဲ့ဟိုတင်ငန်းစီးပေါ့နော်မင်းတင်ငန်းစီးမယ်ဆိုတဲ့တင်ငန်းစီးမယ်ဆိုရင်ဟိုပရိတ်ခရာနဲ့တင်ငန်းကိုငါလှူမယ်ဆိုပြီးသူကအိမ်မက်ထဲမှာဝှက်ယူစင်ချင်းနဲ့ပတိဆွဲပြီးလာပြောတယ်တဲ့ဆိုတော့ကိုယ်လည်းနားထောင်နေပေါ့ဟုတ်မယ်လို့အပြီးတော့ပြီးသူက ။ဘာတဖြည်းဖြည်းပြောင်းပြောင်းပြောင်းနေတယ်။တနိုင်လောက်ကြာတော့သူဘာပြောလဲဆိုတော့အာညီမတို့မိသားစုနေနေတဲ့သူ့ကိုသင်ငန်းတွေပါကြီးလှူကျင်လာတဲ့။မိသားစုနေနေပေါ့နော်။ဥမန်းကျော်ရဲ့ကိုစားပေါ့သူအဲ့လိုပြောတဖြည်းဖြည်းနဲ့သူ့စကားရယ်နေနေရုပ်တိမရှိဘူး။တဖြည်းဖြည်းလိန်တဲ့ဘက်ကိုရဲရောက်လာအဲ့နဲ့အကိုကလည်းအခုသင်ငန်းဆိုင်ကိုရောက်နေပြီတဲ့။အခုဟုတ်ပြီ။အဲ့ဆိုအမမေးလိုက်တယ်။သင်ငန်းတစုံဘယ်လောက်လှူရမှာလဲလို့မေးတော့ငါးသိန်းလောက်တော့ရှိမေးတဲ့။အဲ့နဲ့အကိုလို့အဲ့ဆိုလေကျမကကျမဝယ်လှူမယ်လို့ရလာလို့ဆိုတော့ဘာမှပြောမလို့အကိုခဏနေဖုန်းပြန်ဆက်လိုက်မယ်တဲ့ဆိုတော့သူကဘာပြောလဲဆိုတော့ ไอ้เจ้านายบุญนี่อ่ะแหละกูบอกเลยตูโกไดวนไปหลุมายามาซะไอ้เจ้าว่าด่าไม่ถูกหรอกด่าเหลิงน่ะเว้ยรู้สึกว่าอม่าเลยบล็อกไปไล่အာမျိုးလေကြုံရတယ်ဒါပေမဲ့ကိုကတော့ကို့အဖေအကြောင်းလာပြောရဲဆိုစိတ်ဝင်နေတာနဲ့တကယ်လို့တကယ်သာဒီအိမ်မက်ပေးရမယ်လေဆိုရင်ကိုကကိုမိဘတော့ကိုလှုပ်ပြီးမှာပဲလေဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးပြောတခါကျတော့ဆူတောင်းမိတဲ့အဖေကိုတတိယလိုလေအဖေရဲ့လိုသမီးလိုအိမ်မက်လေးပါလေးပြီးပဲတည်ကျင်တာပေါ့နော်သူကျွတ်လွယ်ရလား ်ဘယ်ဘဝကိုရောက်နေလဲဒါမှမကောင်းရမွန်ရပုံပေါ့ဒါပေမဲ့အမြဲတမ်းတော့အမလည်းပွဲသွားရင်တတ်နိုင်တယ်လောက်အဖေအတွက်ရည်စူးပြီးတော့အလူတန်းလေးလုပ်ပေးပြတယ်အဲ့လိုတော့အမမမေးဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့မေးဖို့တော့ဆန္ဒရှိတယ်အလုပ်လေးတွေအမလည်းဒီရက်ထဲမှာအားသေးဘူးဆိုတော့လေတစ်ချက်မှာအိမ်မက်ဒီပိုင်လည်းမပေးဘူးလုံးဝအဲ့ဆုံးသွားပြီလေပျောက်ပျောက်ချက်တာကောင်ပျောက်သွားလိုက်တာပွင့်ပွင့်လင်းလင်းပြောရရင်တော့အဖေရှိစဉ်တုန်းကလည်းအလုပ်တော့လုပ်ရတယ်ဒါပေမဲ့အခုနောက်တော့တိတ်မလို့ရဘူးလားတော့အခုအဖေဆုံးသွားပြီမှအမဆိုလို့ရှိရင်အဲ့တလှလုံးကိုအိမ်မှာ တရက်နဲ့လောက်ပဲနာတောက်လျှောက်တောက်လျှောက်တောက်လျှောက်ထွက်တာအခုဒီပွဲလေးကုန်ကန်နေပြီဆိုလို့ရှိရင်ဥမာဒီလက်ကုန်ကန်နေနှစ်ပွဲသုံးပွဲပဲရှိတော့တယ်ဆိုရင်အပွဲတော့ထက်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 ဝင်လာအဲတာမီနဲ့အိမ်မှာအမေတို့အဖေသာရှိရင်ဘယ်လောက်ပျော်နေမလဲမသိဘူးလို့အဖေကကျွန်တော်တအားဖြစ်စေချင်တာလေသူမရှိသေးတာဒီလိုမျိုးတွေပွဲတွေဇာတ်တိုင်းမရခဲ့အခုအဖေဆုံးသွားပြီးတော့မှလုံးဝကိုမနာရအောင်အဲ့တော့အဖေကိုလည်းတတိရတော့ပေါ့နော်ဒီလိုကိုအဲ့လိုမျိုးလေးနေရာတစ်ခုတန်းတစ်ခုရလာတဲ့အချိန်လေးမှာအဖေကိုမြင်စေချင်တာဒါပေမဲ့အဖေကတော့မရှိတော့ဘူးပေါ့အမေကပဲကိုအားပေး အမေကိုပဲချိန်နေရတာပါ။ဒါပေါ့။ဒါမဲ့ဘယ်လိုကိုတစ်ခါကဟိုအမားတို့အင်တာဗျူးမှာကိုကြီးပြောသွားတယ်လို့ပေါ့။အဖေရဲ့သားသမီးဖြစ်ရတာဘယ်နေရာရောက်မျက်နှာပွင့်ရတယ်။ဟာဥမန်းကျော်ရဲ့သမီးဆိုတာနဲ့တင်။ကိုကဘာဟုတ်တော်ရှိမဟုတ်တော်ရှိအဲ့ဒီဂုံထဲတင်ကိုကမျက်နှာပွင့်နေရပြီလေ။ကိုချစ်ကြတယ်ခင်ကြတယ်။ဒါတော့အဖေရဲ့ဆမ်းတစ်ခုပေါ့။အဖေလည်းအရင်တော့အရင်အောင်မြင်ခဲ့တာဆိုတော့လေ။